မင်္ဂလာပါရန်ကုန်ရန်ကုန် channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ရန်ကုန်မြို့လေကောင်မှာရှိခဲ့တဲ့ဂျပန်ခေတ်ရဲ့အထိမ်းအမှတ်အကြောင်းတိုင်းပိုလိုနီခေတ်ကရန်ကုန်မှာရှိတဲ့ဂျာမန်လူမျိုးတို့ရဲ့ဂျာမန် club ယောက်ျားမိန်းမခွဲပြီးစီးခဲ့ရတဲ့ရန်ကုန်ကဘတ်စကာ19ရာစုနောက်ပိုင်းမှာတွေ့ရတဲ့ဘန်ဆိုရန်လန် စုလီဖျားလမ်းပေါ်မှာရှိခဲ့တဲ့မှတ်တမ်းရုံစတဲ့အကြောင်းအရာတွေကိုဓာတ်ပုံအဟောင်းလေးတွေနဲ့တင်ဆက်ပေးသွားမှာမို့ဆက်လက်ကြည့်ရှုခံစားပေးပါ။ ယခင်ဗစ်တိုးရီယာပန်းချံ Fight Square နဲ့ Dance Square ဟူ၍အမည်မျိုးစုံ ခေါ်တွင်ခဲ့တဲ့ရန်ကုန်မြို့လယ်ကမဟာဗန္နူလာပန်းချံ၏အလဲဘဟုနေရာမှာဂျပန်ခေတ်အတွင်းကစိုက်ထူခဲ့တဲ့အောင်မေးပွဲကြောက်တန်းဖြစ်ပါတယ်။ဒီကြောက်တိုင်ကိုဒုတိယကမ္ဘာစစ်အတွင်းမြန်မာနိုင်ငံစစ်မျက်နှာပြင်မှာကြာဆုံးခဲ့တဲ့ဂျပန်စစ်သည်များကိုအောက်မေ့ဂုံပြူရန်ဂျပန်တို့ကစိုက်ထူခဲ့ခြင်းပါ။ ကြောက်တိုင်တွင်ဂျပန်စကားဖြင့်ရေးထိုးထားပြီးမြန်မာလိုအတိတ်ပဲမှာသစ္စာရှိချစ်တီတော်များ၏ဝိညာဉ်စေသည်သို့မဟုတ်သူရဲကောင်းဝိညာဉ်ကြောက်တိုင်ဟုအတိတ်ပဲရပါသည်ဂျပန်အင်ပါယာအတွက်အသက်ဆုံးခဲ့သောစစ်သားများကိုဂုဏ်ပြုသည့်သဘောဖြစ်တယ်။ ီကြောက်တိုင်ကို မဟာဗန္နုလပန်းကျင်၏အလဲဘဟိုတွင် ထားရှိခဲ့ခြင်းဖြစ်ပြီးထိုနေရာသည်ပင်လျှင်ကိုလိုနီခေတ်ကဗြိတိရှ်ဘုရင်မဗစ်တိုးရီးယား၏စကြင်ကြောက်ဖြူရုပ်ထုကိုထားရှိခဲ့တဲ့နေရာလည်းဖြစ်တယ်ဂျပန်တို့ကမြန်မာနိုင်ငံမှဗြိတိရှားတို့ရဲ့ဩဇာအာဏာနဲ့တင်ကြေတများကိုဖျက်သိမ်းလိုတာကြောင့်ဗြိတိရှားဘုရင်မ၏ရုပ်ထုကိုဖယ်ရှားက၎င်းတို့၏စစ်သည်များကိုဂုဏ်ပြုသည့်ဤကြောက်တိုင်ကို အစားထိုးတိဆောက်ခဲ့ခြင်းဖြစ်ပါတယ် ဒုတိယကမ္ဘာစစ်ပြီးဆုံး၍ဗြိတိရှားတို့မြန်မာနိုင်ငံကိုပြန်လည်သိမ်းပိုက်ပြီး1945ခုနှစ်နောက်ပိုင်းမှာတော့အီဂျပန်အောင်မေဝဲကြောက်တိုင်းကိုဖယ်ရှားလိုက်တယ်။1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက်ပိုင်းမှာတော့ယနေ့တိုင်တည်ရှိနေတဲ့လွတ်လပ်ရေးကြောက်တိုင်းကြီးကို အစားထိုးတည်ဆောက်ခဲ့တယ်။ ဒါကြောင့်ဤဓာတ်ပုံပါအောင်မေွယ်ကြောက်တိုင်းသည်1942ခုနှစ်မှ1945ခုနှစ်အတောအတွင်းရန်ကုန်မြို့၏အလယ်ဘဟုမဟာဗန္ဓုလပန်းညံတွင်ဂျပန်တို့ခေတ္တဆိုက်ထူခဲ့ပြီးစစ်ပွဲပြီးဆုံးသောအခါဖယ်ရှားခံခဲ့ရတဲ့သမိုင်းဝင် အမတ်သားတစ်ခုပဲဖြစ်ပါတော့တယ်။ German Club ဂျာမန်လူမျိုးအတိုင်းဝိုင်းရဲ့အဓိကဗဟိုဌာနတစ်ခုဖြစ်တဲ့ German Club အဆောက်အုံသည်ရခိုင်ကော်မရှင်နာလမ်းလို့ခေါ်တဲ့ယခုအပေါ်ကျောင်းအောင်ဆန်းလမ်းပေါ်ရန်ကုန်ပြည်သူစေယုံကြီးရဲ့မျက်နှာချင်းဆိုင်မှာရှိခဲ့တယ်။ပထမကမ္ဘာစစ်မတိုင်မီကဂျာမနီဟာဗြိတိရှလက်အောက်ခံမြန်မာနိုင်ငံအတွက်ဒုတိယအရေးကြီးဆုံးသောဂုံသွယ်ပတ်နိုင်ငံဖြစ်ခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့အရေးကြီးဆုံးသော ပို့ကုန်ဖြစ်တဲ့ဆန်စပါးကိုဂျာမနီကိုပို့ပြီးဂျာမနီကနေမြန်မာနိုင်ငံကိုအဓိကတင်ပို့ခဲ့တာတွေကတော့ ဆောင်းချီအိတ်ကဲ့သို့သောခြေတဲ့ပစ္စည်းများစက်ပစ္စည်းများတတုနှင့်တန်တဲ့ပစ္စည်းများစားတော့ကုန်လို့ဖြစ်တဲ့ဗြိတိရှ်လက်အောက်ခံမြန်မာနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ရန်ကုန်သည်ဂျာမန်စီးပွားရေးသမားများအတွက် အရေးကြီးဆုံးပုံသွယ်ရေးဗဟိုဖြစ်လာသလိုဂျာမန်ကလပ်ဟာလည်းကိုလိုနီကရန်ကုန်သို့လာရောက်အခြေချသောဂျာမန်စီးပွားရေးသမားများ အထူးသဖြင့်စံကုန်သည်များနဲ့တန်တမန်များစုဝေးရာလူမှုရေးစည်းဝါးရေးနဲ့ယဉ်ကျေးမှုဆိုင်ရာဗဟုဌာနဖြင့်တည်ရှိခဲ့တာပါ1869မူလအဆောက်အုံကို1895ခုနှစ်မှာတိုးချဲ့ဆောက်လုပ်ခဲ့ပြီးမြမပုံစံအုပ်အခြေခံပေါ်တွင်ကျွန်းတစ်သားဖြင့်ဆောက်လုပ်ပြီးထိုခေတ်ကဂျာမနီနိုင်ငံမှာခေတ်စားခဲ့တဲ့ အလယ်ခေတ်ဂျာမန်ရဲတိုက်ပုံစံနဲ့လဲဆင်တူအောင် မြမဘီသူကံလက်ရတပိုင်းဂျာမန်ဘီသူကံလက်ရတပိုင်းပေါင်းဆက်ထားတဲ့အဆောက်အုံဖြစ်တယ်လို့မှတ်တမ်းများကဆိုပါတယ်စစ်ပွဲများနဲ့နိုင်ငံရေးအပြောင်းလဲများအပြီးမှာတော့ဂျာမန်ကလပ်အဆောက်အုံဟာအသုံးပြုမှုပြောင်းလဲလာတယ်ဒီနေ့ခင်မှာတော့ဘိုးချုပ်လန်းဘော်ကအမတ်တစ်လာတာကြောင်းနဲ့ကက်လျက်တိုထင်းကောင်းများဤဒီလာရှင်ကြောင်း Sisters of the Good Shepherd ဤနေထိုင်ရာအဆောက်အုံဖြစ်ပြောင်းလဲနေပါပြီ။ 2008ခုနှစ်တွင်ဖြစ်ပွားခဲ့တဲ့နာဂစ်ဆိုက်ကလုန်းမုန်တိုင်းကြောင့်အဆောက်အုံတစ်စိတ်တစ်ပိုင်းပျက်စီးခဲ့တော့လဲပြန်လည်ပြင်ဆင်ပြီးယနေ့တိုင်တည်ရှိသေးပဲဖြစ်ပါတော့တယ်ကျွန်တော်တို့ကြောင်းတက်ချိန်1980ခုနှစ်ကျော်ဝင်းကျင်တွင်မှနစီတွဲရင်လိုင်းနံပါတ်၈ကျမခွဲစီရတဲ့ရင်လိုက်နံပါတ်9တွေကိုကမာရုတ်ကျောင်းထဲနေခဲ့တော့အင်းစိန်လန်းပြည်လန်းတွေပေါ်မှာအစုံစံစီးခဲ့ရပါတယ်။ နှစည်းတွဲရင်ဆိုတာ InnoBM ကားကြီးနှစည်းကိုတန်ပါတဲ့အရှိကြီးနဲ့ခြေနောက်ချိတ်ပြီးဆက်ပါတဲ့အရှိကားကဆွဲဆက်မပါတဲ့နောက်ကားကိုတွဲပြီးနောက်တွဲကကားကရင်းထိုးလိုက်ရတာအကွေတွေကြမောင်းသူမကျွမ်းကျင်ရင်မောက်တတ်တယ်ဒီလိုအားနည်းချက်တွေရှိတဲ့နှစည်းတွဲကားတွေဟာဝင်မမျှလို့ရင်တိမ်မောက်ခဲ့တာတွေလည်းအခါကားပါပဲဒါကြောင့်နောက်ဆုံးမှာတော့ရန်ကုန်မြို့မှာနှစည်းတွဲရင်တွေ တခန်းရက်ခဲ့ရတယ် ကြားမရှင်းတော့ခွဲစီရတဲ့အမတ်ကိုရင်လိုင်းကတော့ဟီနိုကားကို အလဲကတန်းစကားကာထားပြီးယောက်ျားမိမခွဲစီခဲ့ရတာအထူးသဖြင့်အတွဲလေးတွေပေါ့ကားပေါ်ရောက်တာနဲ့ခြားထားတဲ့တန်းစကားနာကပ်ပြီးတယောက်နဲ့တယောက်လမ်းကြည့်ပြုံပြန်ရတာကိုကားကိုစီးစဉ်တန်းစကားတွေစီးချထားတာဟိုးဟိုးဆရာ ရှင်းမှတ်တိုင်းမှာဆင်းစို့ချစ်ရာလမ်းလျှောက်တာကောင်းပါတယ်ဆိုပြီးကင်စာတခြင်းလေးတောင်ရှိခဲ့ဘူးတယ်တငယ်ချင်းတွေကိုကားစီးပြီး ကားပေါ်မှာရှေ့နောက်စကားလှမ်းပြောကြနောက်ကျပြောင်းကြနဲ့အယမ်းပြောခဲ့ကြရတယ်။ဒီပြောတွေကိုတော့ဒီတက်ရွံ့မှာပြန်ရနိုင်ဖို့မဖြစ်နိုင်တော့ပါဘူးလေ။1895ခုနှစ်ကဗန်ဆိုရန်အောင်လန်းကိုရိုက်ထားတဲ့တပ်ပေါ်မှာညာဘက်ကပထမဆုံးမြင်ရတာကတော့ယခုရေချောင်းတည်ယူပို့ဆောင်ရေးအစအုပ်အဖြစ်ပြောင်းလဲဆောက်လုပ်ခဲ့ပြီးတဲ့ ယခင်က AIR မြစ်ထဲမှာမိသင်္ဘော600လောက်ပိုင်ဆိုင်ခဲ့တဲ့ AIR Flotilla ကုမ္ပဏီရုံးအဆောက်အဦဖြစ်ပါတယ်။ကဲ့ရဲ့မှာတော့အခုထိရှိနေသေးတဲ့လောကနဲ့အဆောက်အဦလို့ခေါ်တဲ့ Sofa အဆောက်အဦပါ။ဘဘမှာမြင်ရတဲ့လမ်းကြောင်းကတော့ထိုချိန်က Shafras လမ်းလို့ခေါ်တဲ့ယခုဗန်လမ်းဖြစ်ပါတယ်။မြမစီးပွားရေးဗန်ရှိခဲ့တဲ့နေရာမှာတော့ထိုစဉ်က Grindley ဗန်ဖြစ်ပါတယ်။ ူးကြတာကတော့လမ်းပေါ်မှာကားရယ်လို့တစည်းမှရှိမနေခြင်းပါပဲ။ရန်ကုန်မြို့မှာပထမဆုံးမော်တော်ကားကို1905ခုနှစ်ဝင်းကျင်မှာစတင်တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။1868ခုနှစ်ခန့်ကယနေ့စူးလီဖျားလန်းကိုကန္နာလန်ဘတ်ချန်ကရိုက်ကူးထားတဲ့ဓာတ်ပုံမှာပုံမှာရည်ညွှန်းထားတဲ့ဒီအစအဦးကို Recorder's Code မှတ်တမ်းတရားရုံးလို့ခေါ်ပြီး ပိုလိုနီကအစောပိုင်းတရားစီရင်ရေးမှာအဓိကဖြစ်ခဲ့တယ်။ရန်ကုန်မြို့ကိုဗြိတိရှားတို့သိမ်းပိုက်ပြီးတဲ့1852ခုနှစ်နောက်ပိုင်းမှာအိန္ဒိယတရားစီရင်ရေးစနစ်အတိုင်းတည်ထောင်ခဲ့တဲ့တရားရုံးစနစ်တစ်ခုဖြစ်တယ်။မျိုးပြဆိုင်ရာအမှုခင်းများရာဇဝတ်မှုများနဲ့အခြားသောတရားစီရင်ရေးကိစ္စရပ်များကို တိုင်တွယ်ဖြေရှင်းခဲ့တယ်။ နောက်ပိုင်းမှာတရားရုံးချုပ် High Court အဖြစ်ပြောင်းလဲသွားခဲ့တဲ့စနစ်ရဲ့ရေပြေးတစ်ခုလည်းဖြစ်ပါတယ်။ဒီနေ့ခေတ်မှာတော့ဒီအဆောက်အဦရှိခဲ့တဲ့နေရာဟာဘယ်နေရာမှာဖြစ်ပြီးဘယ်အဆောက်အဦရှိနေမယ်ဆိုတာကိုတော့အားလုံးခံမှန်းလို့ရမယ်လို့ထင်ပါတယ်။ဒီနေ့စူးစီးတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးတွေကိုနှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ နောက်ရက်တွေမှာလည်းရန်ကုန်မြို့ရဲ့စိတ်ဝင်စားစရာအကြောင်းအရာလေးတွေကိုဆက်လက်တင်ပြပေးတော့မှာမို့အားပေးနားဆင်နိုင်ပါတယ်။ကျေးဇူးတူတင်ပါတယ်။